ြင်မနာမျိုးဆိုတာအင်္ဂလိပ်တည်ခဲ့တဲ့မျိုးဖြစ်တယ်ဗျပြင်မနာမှာပလီပေါင်း17လုံးရှိတယ်ပြောချင်တာကကျွန်တော်တို့တဘာဝငလင်တန်ကြောင့်ပြိုပြတ်သွားတဲ့ပလီတွေရှိတယ်အဲ့ဒီပြိုကျမှုအောင်မှာအသက်တွေပိတ်ဆက်လိုက်ရတဲ့အစ္စလမ်ဘာသာဝင်တွေလည်းရှိတယ်ပေါ့ဗျာဒီတော့ကဆိုကြပါစို့ဒီပျက်စီးသွားတဲ့ပလီတွေကို ပြန်လဲပြုတ်ပြင်းမောမှန်ပေးဖို့ကုညီပေးတယ်ဆောက်ရှောက်ပေးတယ်ပေါ့ဗျာတောင်းဝင်ယူမှုရှိတယ်ဆိုရင်ပြည်သူတွေကအဲ့လောက်အတန်ထွက်မှာမဟုတ်ဒါပေမဲ့လို့ကျွန်တော်တို့ဘာသာပေါင်းစုံစည်းလုံးညီညွတ်ရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေ2023မှာဒီကနှစ်ဧကပြေးခဲ့တယ်အဲ့ဒီနှစ်ဧကမှာနောက်ထပ်ဗလီထက်ဆောက်ဖို့ကိုအစ်စ်ထက်ဆောက်ဖို့ကိုခွင့်ပြုပေးခဲ့တာဒါတွေကိုပြည်သူတွေကဒေါသထွက်တာပေါ့ တကယ်ဆိုရင်ရှိပြီးသားပြိုပြတ်သွားတဲ့ပလီတွေကိုပြန်လဲမုံမှန်ဖို့ပြန်လဲပြင်ဆင်တိဆောက်ဖို့အစိုးရတရအနေနဲ့အကူအညီတွေထောက်ပံ့ပေးတယ်ဆိုရင်တော့ပြည်သူတွေကအလောက်တော်တော်ထောက်မှာမဟုတ်ဘူး။ဒါပေမဲ့လို့ကျွန်တော်တို့ခရစ်ယာန်ဘာသာကိုနှစ်အေကနော်ဗုဒ္ဓဘာသာကိုနှစ်အေကအစ္စလမ်ဘာသာကိုနှစ်အေကနောက်တော့တမဲလူမျိုးတွေဘာသာဝင်တွေအတွက်နှစ်အေကဆိုပြီးတော့ ဘာသာပေါင်းစုံစည်းလုံးညီညွတ်ဖို့အတွက်ကိုမြေတွေကိုခွဲဝေပေးလိုက်တယ်ပေါ့ဒီမြောက်မေးစရာကဒီမြေတွေကိုဘယ်သူပိုင်တာလဲတို့ဘိုးဘွားတွေပေးခဲ့တဲ့မြေကိုအစိုးရပိုင်တာလားပြည်သူပိုင်တာလားစဉ်းစားဖို့လိုရတယ်နော်ပြည်သူပိုင်တာလားပြည်သူပိုင်တဲ့မြေတွေဒီနိုင်ငံသားတိုင်းပိုင်တဲ့မြေကိုကိုယ်တဘောဆန္ဒအရရော့ ကလာကနှစ်ဧကယူတရုတ်ကနှစ်ဧကယူအဂျပန်ကြီးကနှစ်ဧကယူလို့ပေးပိုင်ခွင့်ရှိတယ်ပြည်သူဆန္ဒမပါပဲပြည်သူမသိပဲပေးပိုင်ခွင့်ရှိလားဗျကျွန်တော်မသိလို့မေးတာပေးပိုင်ခွင့်ရှိလားအဲ့ဒီလူတွေလည်းပေးခဲ့မိလို့ယနေ့ကျွန်တော်တို့နိုင်ငံရဲ့ပဋိပက္ခမှာပမာမဝင်ရပမာမလာရမြင်တယ်မို့လားကြားတယ်မို့လားနောက်ဆိုရင်လာလိမ့်မယ်ဗုဒ္ဓဘာသာမလာရဗုဒ္ဓဘာသာမဝင်ရ မဖြစ်ဘူးလို့ခင်ဗျားတို့အာမခံနိုင်လားတော့ကြည်စမ်းတော့ပြမယ်ပြကျွန်တော်တို့အစိုးရဆက်ဆက်ကရှုပ်ပဲရှုပ်တတ်တာမရှင်းတတ်ဘူးအဲ့ဒီရှုပ်ပေါင်းများစွာအမိုက်တွေကိုနောက်ပိုင်းကျရင်ရှင်းမရရင်ပြည်သူတွေရဲ့ခေါင်းပေါ်တင်တယ်ဟုတ်ပြီလားဆောင်း958ခုနှစ်လောက်မှာဦးနုအစိုးရလက်ထက်မှာအခုလက်ရှိရိုးရင်ကြတိုင်းရင်းသားပါဆိုတဲ့လူတွေကိုရခိုင်ပါတီဖြစ်တဲ့ရတညပါတီကို မဲအနိုင်ရဖို့အတွက်ဥနုအစိုးရကဝန်ကြားတွေကိုမဲပေးခွင့်ရအောင်လုပ်ပေးခဲ့တယ်။အသာလွှင့်ခွင့်တွေပေးခဲ့တယ်။အဲ့ဒီပြဿနာရှင်နေ့အချိန်ကြီးရှင်းလို့ရလားအစိုးရဆက်ဆက်ရှင်းလို့ရလားပြောကြည့်ရင်ရှင်းလို့ရလားဒီနေ့အဲ့ဒီအထောက်ထားတွေကိုပြပြီးတော့ဒီပင်ကလေးတွေကသူတို့ကရိုရင်ဂျာတိုင်းရင်သားပါလို့ဒီနေ့အချိန်ကြီးအတန်ထွက်နေတာအဲ့ဒီအရှုပ်တွေကိုဘယ်သူလုပ်ခဲ့တာလဲပြည်သူကလုပ်ခဲ့တာမဟုတ်ဘူးခမည်းတော်လုပ်ခဲ့တာ နောက်တစ်ချက်အဲ့ဒီလမ်းစဉ်ကိုဘသူလိုက်လဲဦးသိန်းစိန်ဆိုးရလက်ထက်မှာလိုက်တယ်ပါကြောက်လဲ white card တွေထုတ်ပေးပြီးဒီဘင်္ဂလီတွေကိုမဲပေးခွင့်ပေးခဲ့တယ်အဲ့ဒီ58နဲ့ဒီဦးသိန်းစိန်ဆိုးရလက်ထက်ကအထောက်ထားတွေပြပြီးယနေ့ဘင်္ဂလီတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာရိုဟင်ဂျာတိုင်းရင်းသားပါလို့ယနေ့ချိန်ဒီအဲ့ဒီအထောက်ထားတွေကိုကင်ပြီးတော့ပြနေတယ်ဒါကခင်ဗျားတို့ညင်းလို့မရတဲ့တမိုင်းဘယ်သူရှုပ်ခဲ့တာဒီတမိုင်းနေ ပြည်သူကရှုပ်ခဲ့တာမဟုတ်ရှင်းမရတဲ့ခါကျတော့ပြည်သူကောင်းပေါ်ကိုတင်ပြီးဘာသာရေးအဓိကရုံးတွေလူမျိုးရေးအဓိကရုံးတွေဖြစ်အောင်ကျုပ်တို့နိုင်ငံမှာဖြစ်ပေါ်လာအဓိကတည်ရခံကဘသူလေးလဲဗျကျုပ်တို့ပြည်သူရဲ့ဘဝကတော်တော်လေးကိုကုသိုလ်ကံဆိုတယ်နောက်ဘဝကျရင်ဒီနိုင်ငံမှာလူမဖြစ်ပါစေနဲ့လို့သာဆုတောင်းဘာကြောင့်ဒီလိုပြောရရိုးရှင်းတယ်ဗျကျွန်တော်တို့နိုင်ငံရဲ့အစိုးရတွေအဆက်ဆက်ကလူမျိုးပေါ်နိုင်ငံပေါ်လဲစေတနာမရှိဘူး တိုင်းပြည်ပေါ်လည်းစေတနာမရှိဒီနိုင်ငံလူတွေပေါ်လည်းစေတနာမရှိငါလေငါတို့ဘကိုးရောက်ရောက်ပြည်သူတွေကလည်းငါမြင်းငါဆိုင်ပကံရောက်ရောက်စကိုင်းရောက်ရောက်ထင်ရဆိုင်နေကြတာပြည်သူလည်းထင်ရဆိုင်လည်းအစိုးရလည်းထင်ရဆိုင်တယ်ရွှေရှင်းတယ်ရွှေရှင်းတယ်နော်အခုလည်းကျွန်တော်တို့နေပြည်တော်မှာပလီကိစ္စလိုင်းပေါ်မှာပွက်လို့ရိုက်နေတော့ကျွန်တော်တို့တဘာဝဘေးဒဏ်ကြောင့်တင့်ပြီးတော့ပြိုပြက်သွားတဲ့ပလီတွေသိဆုံးသွားတဲ့ အစ္စလမ်ဘာသာဝင်တွေတော့စိတ်မကောင်းဖြစ်ရတယ်။အဲ့ဒီပြုတ်ပြတ်သွားတဲ့ကျွန်တော်ဗလီတွေကိုပြန်လဲမုံမှန်ပြင်ဆင်ပေးတယ်ဆိုရင်တော့ပြည်သူကအဲ့လောက်အတန်ထွက်မှာမဟုတ်ဘူး။အဘိမဲ့လို့တိုင်းပြည်ရဲ့မြေဧကတွေကိုခွဲပေးပြီးတော့ဗလီအသစ်စောက်ဖွင့်ထပ်ပေးတယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာ။ခင်ဗျားတို့စဉ်းစားကြည့်လေ။ဟမ်ဒါကိုတချို့ဘောမတွေကရှိသေးတယ်။တန်ငင်းတန်ငင်းသမန်ကင်းကအရေးကြီးတယ်ဒီချိန်မှာဒီ ဒီကိစ္စတွေကိုရင်ကုန်နှုတ်ပိတ်နေပေးဖို့ဒါမှကမ္ဘာမှာမြန်မာကဥမော့လာမှာဒီပလီဆောက်လိုက်ရင်မြန်မာနိုင်ငံတကယ်ပဲပြောင်းလဲတိုးတက်သွားမှာလားခင်ဗျားတို့အာမခံအာမခံကမ္ဘာမှာတော့လက်ရှိပြဿနာကြီးကြီးမားမားကိုအင်္ဂလန်တို့အမေရိကန်တို့မှရင်ဆိုင်နေရတာပေါ့အခုမှလာပြီးတော့ဒီတန်ငင်းတမန်ငင်းရေရာဒီပလီကဘလောက်အရေးကြီးကြောင်းလော်နေတဲ့လော်ဘီတချို့ ਨੇ တချို့အောက်တန်းသားတွေကိုမေးကျင်တာဒီပလီဆောင်မြန်မာနိုင်ငံတကယ်ပဲတိုးတက်ပြောင်းလဲသွားမှာလား ခမရတို့ပြောကြည့်တာတိုးတက်ပြောင်းလဲသွားမှာရှိနေတဲ့ပြုတ်ပြတ်သွားတဲ့ပလီတွေကိုပြန်လဲဆောက်ခွင့်ပေးလိုက်ရင်တော့မပို့ပြီးတော့မတင့်တော့ဘူးလားရှင်လဲလျှောက်တာပြားလဲဆွဲတာလွဲတော့လွဲနေတယ်ဗျကျုပ်တို့မှာကျုပ်တို့ပြည်သူတွေနဲ့အစိုးရရဲ့အကြောင်းမှာလွဲနေတဲ့အရာတွေအများကြီးရှိတယ်နောက်တစ်ခုမစိုးရင်တိုက်မှာမှန်တယ်ဗျဗုဒ္ဓဘာသာတရားအနေနဲ့အများကြီးမပြောလို့ကျွန်တော်ပိုင်တဲ့ပစ္စည်းကျွန်တော်တတတရားလှူခြင်းနဲ့နေရာလှူမယ်အဲ့ဒီထဲကကျွန်တော်တို့ဗုဒ္ဓဘာသာရဲ့အားနည်းချက် တရားတရားကောင်းတယ်တရားတရားပေါ်မှာပညာမထက်တာရုပ်ရှင်အများကြီးမပြောလို့ဗျအများကြီးပြောရင်ကျွန်တော်ဝိုင်းကြိုက်ပါဒီကဒီချိန်မှာအများကြီးမပြောလို့အများကြီးပြောရင်ဝိုင်းကြိုက်ပါဘုရားဘာသာတရားတရားကောင်းတယ်အဲ့တရားပေါ်မှာပညာမထက်တာဘူးဟုတ်လားပညာကပ်ပြီးမလှူတတ်ဘူးအဲ့ဒါဘုရားဘာသာတွေပဲတရားလုံရင်ပါဖြစ်လေတဏှာကြုံဖြစ်တယ်မှတ်တာနော်တရားလုံရင်တဏှာကြုံဖြစ်တယ်ဟုတ်ပြီလားဒီလောက်ပဲအများကြီးမပြောလို့ဒီချိန်မှာအများကြီးပြောရင်ကျွန်တော်ဝိုင်းကြိုက်ပါနော်အားလုံးကျေးဇူးတင်ပါ